တက်စလာကုမ္ပဏီရဲ့ stock share ဈေးနှုန်းတွေအချိန်6ကြိမ်ဇက်တိုက်ဆက်လက်ကျဆင်းနေတဲ့အတွက်ယင်းနှီးမြုံနှံသူတွေက Elon Musk ကိုပုံမိုစိတ်ပြက်လာကြကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အမှုဆောင်အရာရှိချုပ် Elon Musk ရဲ့မကြသေးမီကလှုပ်ဆောင်မှုတွေနဲ့ဆုံးဖြတ်ချက်တွေကို share ရှင်တွေကမေးခွန်းထုတ်လာကြတာဖြစ်ပါတယ်။ သူက Twitter မှာကျင့်သုံးခဲ့တဲ့မဟာဗျူဟာအတိုင်းအမေရိကန်အစိုးရဝန်ထမ်းတွေကယူထားတဲ့လစာနဲ့ထိုက်တန်တဲ့လှုပ်ဆောင်မှုကိုဖော်ပြဖို့အောင်မြင်မှု၅ခုကိုစည်းရင်းပြုစုရန်မတ်ရဲ့အငင်းပွားဝယ်တောင်းဆိုမှုပြုလုပ်ပြီးတဲ့နောက်အဲ့ဒီတုံ့ပြန်မှုထွက်ပေါ်လာတာဖြစ်ပါတယ်အခုခါစု share တွေဇက်တိုက်ကြဆင်းနေတဲ့အတွက် Tesla share ရှင်တွေက Matt ရဲ့လှုပ်ဆောင်ချက်တွေကိုမေးခွန်းထုတ်လာကြပါတယ်။ အထူးသဖြင့် SpaceX, Neuralink, The Boring Company နဲ့ American အစိုးရရဲ့ထိရောက်မှုဆိုင်ရာအဖြစ်ဆောင်ရွက်နေတဲ့သူ့ရဲ့အခမ်းကဏ္ဍပေါင်းစုံနဲ့ပတ်သက်ပြီးအဲ့ဒီမကျဉ်းနှံ့မှုတွေကမတ်ရဲ့ကောင်းဆောင်မှုအပေါ်ပုံမှုကျေပြန့်တဲ့စိုးရင်ပူပန်မှုတွေရှိနေတယ်လို့ဖော်ပြပါရယ်။တချို့ကလျှက်စစ်က EV နဲ့ပဲမှာ ရှေ့ပြေးကုမ္ပဏီအဖြစ်ကြော်ကြားခဲ့တဲ့ Tesla ဟာသူ့ရဲ့တာဝန်ခံမှုနဲ့ပတ်သက်လို့အခြေအတင်ဝေဖန်မှုတွေဖြစ်ပေါ်လာခဲ့ပါရယ်။ Tesla ရဲ့ stock share ကျဆင်းတာကြောင့် share ရှင်တွေက Matt ရဲ့လူမှုမီဒီယာဖြစ်တဲ့ X အရင် Twitter ပေါ်ကသူတို့ရဲ့မကျေနပ်ချက်တွေကိုဖော်ပြခဲ့ပါတယ်။နာမည်ကျော်တပ်ပုံဆရာ Jerry Evany ကလည်း Matt ကိုဒီတစ်ပတ် Tesla share ရှင်တွေအတွက်တင်လုပ်ခဲ့တဲ့အရာ၅ခုကိုမျှဝေပေးပါဒါမှမဟုတ်အဝေးကနေအလုပ်လုပ်နေလာလားဆိုတဲ့ post နဲ့အတူ Tesla ရဲ့ stock ဈေးနှုန်းကျဆင်းမှုကိုဖော်ပြတဲ့ stock share စွမ်းဆောင်ရေး graph ကိုလည်းတွေ့တင်ထားခဲ့ပါတယ်။ အစိုးရဝန်ထမ်းတွေကဝေဖန်နေကြတဲ့အပတ်စဉ်ပြီးမြောက်အောင်မြင်မှုစီးရင်တောင်းဆိုမှုကိုရည်ညွှန်းပြီး Elon Musk ကိုတည်ယောနေကြတာဖြစ်ပါတယ်။တက်စလာယင်းနှိမ့်နံသူတွေကအခုအခါမတ်ရဲ့စကားတွေတုံပြီးဆုံးရှုံးမှုတွေအတွက်သူ့ရဲ့ကောင်းဆောင်မှုကိုတက်သေးပြဖို့တောင်းဆိုနေကြပါတယ်။ယင်းနှိမ့်နံသူတွေကြားမှာလဲမကျင်နှက်မှုတွေကြီးထွားလာခြင်းကတစ်ချိန်ကမတ်ကိုထောက်ခံသူတွေဟာသူ့ရဲ့ဦးစားပေးမှုတွေနဲ့တက်စလာရဲ့အနာဂတ်ပေါ်တန်ရရှိကြောင်းဖော်ပြနေကြပါတယ်။ လူ့သောမီဒီယာတွေဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမြန်မာဝင်ပြည်ချင်းကြီးကိုမြင်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။